ခင်အားလုံးပဲမင်္ဂလာပါမဟာဗမာချင်းကျော်လေးမှာနိုင်ငံသူနိုင်ငံသားတွေကိုနိုင်ငံရေးဆိုင်ရာအတွေ့အမြင်တွေရရှိစေဖို့ political sense တွေရရှိစေဖို့ဝင်မြပေးနေခြင်းဖြစ်ပါတယ်အာမင်းကလည်းကွာချင်းကျော်လေးရတယ် political sense တွေပါတယ်မင်းလျှောက်ပြောနေတယ်မင်းဘာကောင်လဲဆိုကျွန်တော်နိုင်ငံငြိမ်းချမ်းရေးမရတဲ့အကြောင်းချက်နိုင်ငံအရွေးတစ်ခုသွားလို့မရတဲ့အကြောင်းချက်ကနိုင်ငံသူနိုင်ငံသားတွေ political sense မရှိလို့ဖြစ်ပါတယ် ဒါတော့မယုံဘူးမလားအခုကျွန်တော်ပြောမယ့်အကြောင်းလေးကတက်တည်ခံတာပဲနိုင်ငံသူနိုင်ငံသားတွေ political sense မရှိဘူးဆိုတာအခု political တက်တည်ပြမယ်ဘာဖြစ်လို့လဲခင်ဗျားတို့နိုင်ငံသားတွေအကုန်လုံးကဥမိတ် online ကိုတမရပါဆိုပြီးတော့ခွတ်ခွတ်ပြောနေတာဘောမဘက်ချမ်းကကြည့်တော့လေတမရပဲဟိုဘက်ကကြည့်တော့လေဥမိတ် online ကိုတမရယူးယူးတယ်ဆိုပြီးတော့တကယ်ဟာဥမိတ် online တမရမဟုတ်ဘူးဗျတမရဆင်းရင်မဝင်ပါဘူးခင်ဗျာ ဲ့တော့ကျွန်တော်ပြန်ပြောမြန်မာနိုင်ငံမှာတမရဇင်းဝင်တာကဘာဖြစ်ရှိမှကျွန်တော်ပြောခဲ့တဲ့လင်္ကာလေးရှိတယ်။ဖာဇာပလခေတ်ထဲမှာ၃ယောက်ရှိတယ်။နော်မဆလခေတ်မှာ၅ယောက်ရှိတယ်။ဒီမိုကရေစီခေတ်မှာ၄ယောက်ရှိတယ်။အလုံး၁၂ယောက်ပဲရှိတယ်။အဲ့ဒီ၁၂ယောက်ထဲမှာဥမင်းအွန်လိုင်းမပါဘူး။ဘာဖြစ်လို့မပါတာလဲ။ခင်ဗျားတို့နာဆာကဝက်ဆိုက်တွေကိုဝင်ကြည့်ပါ။ပြီးတော့ရင်နိုင်ငံတော်လုံခြုံရေးကောင်စီဆိုပြီးတော့နော် ကောမဒီဖွဲ့တာကောမဒီဖွဲ့ရတာရှိတယ်ဗောနော်ကောင်းစီကောမဒီဖွဲ့ရတာရှိတယ်အားလုံးဆက်တယောက်လားမသိရှိတယ်အဲ့ဒီမှာထိတ်ဆုံးမှာယာယီဓမ္မရဆိုပြီးတော့ရေးထားတယ်ဦးမင်းအောင်လိုင်းရဲ့နာမည်ဘေးမှာဒါပေမဲ့ခွင်းစာခွင်းပိတ်နဲ့နော်တာဝန်ဆိုပြီးတော့ပဲရေးထားတယ်ဗျရုံးစာရေးသားနေကိုခင်ဗျားတို့နားလည်အောင်ကြိုးစားယာယီဓမ္မရဆိုပြီးတော့ဒီတိုင်းပြီးသွားတာမဟုတ်ဘူး တာဝန်ဆိုပြီးတော့ပဲရေးပေးထားတာအဲ့တော့တကယ်ယာယီတမရအစ်စ်ကဥမြင့်ဆွေပါတရားဝင်ဖွဲ့စည်းပုံအခြေခံဥပဒေရတမရ26ခွင့်ရှိတယ်ဒီမိုကရေစီအန်ရီခင်မှာဥမြင့်ဆွေကတမရတစ်ခါ9နှစ်ပြီးသွားပြီဒီအာနာထိန်းတဲ့အချိန်မှာဥမြင့်ဆွေကတစ်ခါတမရ20ပြီးသွားပြီတမရမရှိတော့တဲ့အတွက်ကြောင့်တမရကိုစားတမရရဲ့အလုပ်တွေကိုလုပ်ဖို့အတွက်ယာယီရပြီတမရတောင်းယူထားတာ တမရတရားဝင်ဥပဒေရတင်ထားတဲ့တမရမဟုတ်တယ်လို့ပြည်သူကတင်ထားတဲ့တမရလည်းမဟုတ်ပါဘူး။ तू ကဥပဒေရတမရရဲ့တာဝန်တွေကိုယူပြီးတော့ပဲအရွေးတစ်ခုကိုသွားရတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်ဦးမင်းအွန်လိုင်းဒီတမရဆင်းရင်မဝင်ပါဘူး။ယာယီတမရแท้မှာမယာယီတမရတွေရုတ်ကတဲ့တာဝန်ကိုယာယီအဖေယူထားရတဲ့အတွက်ကြောင့်တမရဆင်းရင်မဝင်ပါဘူး။နော် အဲ့ဒါကိုဘောမပဲချမ်းရလဲဟိုးတရင်သမားတွေကလည်းဦးမီအွန်လိုင်းကိုတမရာကြီးဖြစ်စေချင်တာတို့တမရာကြီးဦးမီအွန်လိုင်းလို့ဟိုအနည်းဘက်ကချမ်းရလဲဘာဖြစ်လဲတမရာကြီးယူနေတာတို့အဲ့ဒီလိုပို့လိုက်နိုင်ငံရေးဆိုင်ရာရေးချင်းမရှိတဲ့ခါကျတော့ပြောကြရတယ်ပြောတော့အဲ့ဒီမှာလည်းအမိုးတရားတွေပွားပြီးနိုင်ငံတစ်ခုကအရွေးမရောက်တော့ဘူးအဲ့တော့နိုင်ငံအရွေးမရောက်တာနိုင်ငံမတူးတက်တာဘာကြောင့်လဲကျွန်တော်တည်သူပြည်သားတွေ political sense မရှိလို့ဗျအဲ့တော့နတ်စကား website တွေကိုဝင်ကြည့်ပါဦးမီအွန်လိုင်းနာမည်ဘေးမှာယာယီတမရရဲ့ဘေးမှာ တာဝန်ဆိုပြီးတော့ဂွင်းဆောင်ဂွင်းပေကြီးနဲ့တေချာရေးပေးထားပါတယ်။တမရရဲ့တာဝန်ကိုယာယီယူတာမဟုတ်ဘူးလို့ယာယီတမရတယောက်ရဲ့တာဝန်ကိုပါပါယာယီယူထားတာဖြစ်တယ်။တာဝန်ကိုပဲယူထားတာတယောက်ဖြစ်ပါတယ်။ဒါလေးတွေမတူဆိုအဆင်မပြေပါဘူး။ဒါကြောင့်မလို့တရားဝင်မြန်မာနိုင်ငံတမရစင်းထဲမှာဝင်တာကတော့နော်နောက်ဆုံးဒီမိုကရေစီခေတ်မှာဆိုတိမ့်ကျော်ဝင်းမြင့်လေးဦးဦးသိန်းစေဦးချင်းကျော်ဦးဝင်းမြင့်ရဲ့ဦးမြင့်ဆိုဆိုပြီး၄ယောက်ပဲတရားဝင်စင်းဝင်ပါတယ်။ ဒါလေးတွေကိုသိစေချင်လို့ကျွန်တော်ဝင်ရပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကျော်လေးဖြစ်ပါတယ်